ိမ်လွမ်းစိမ်ဆိုတာလူတိုင်းမှာရှိတတ်ပါတယ်ကိုယ်နိုင်ငံရဲ့အဝေးကိုအเจ้าမျိုးမျိုးကြောင့်ရောက်နေသူတိုင်းဟာအเจ้าတိုက်ဆိုင်လာတိုင်းမိခင်မျိုးကိုလွမ်းကြပါတယ်နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်မိခင်မျိုးကိုစွန့်ခွာခဲ့ရသူတွေကတော့ပိုလွမ်းကြမှာဖြစ်ပါတယ်အဲ့ဒီထဲမှာလမင်းချိုလဲပါဝင်ပါတယ် တမီပါဝင်ပေါ့နော်ဒီဒီပတ်မှာအကြောင်းမျိုးကြောင်းရောက်နေတဲ့မြန်မာပြည်အကုန်လုံးကတော့မြန်မာပြည်ကိုပြောင်းချင်ကြလိမ့်မယ်လို့တမီထင်တယ်တမီကိုယ်တိုင်လည်းမြန်မာပြည်ကိုအခွင့်အရေးရရင်ပြောင်းချင်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အဲကြံခဲ့တဲ့မိသားစုလိုတတိယရတာရောနောက်ကိုယ့်ရေမြေကိုတတိယရတာကြောင်နောက်မြန်မာမြန်မာစားစာလိုတတိယရတာကြောင်ပေါ့နော်ပြောင်းချင်တယ်ဆိုတော့မြန်မာပြည်ပြောင်းရောက်တဲ့အခါမှာတမီဒီမှာအကြောင်းတက်အဲဒီမှာတက်လာတဲ့ ဒီပညာရက်နေပေါ့နော်မြန်မာပြည်ရဲ့ဤပညာပိုင်းဆိုင်ရာတွေမှာတမီအထောက်ကူနေရာတစ်ခုအနေနဲ့အထောက်ကူပြုချင်ပါတယ်။အာနာသိမ့်နောက်ပိုင်းစစ်အာနာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေထဲမှာထဲထဲဝင်ဝင်ပါဝင်ခဲ့တဲ့လာမင်းချိုဟာတခြားလူငယ်အများစုလိုပဲအာနာသိမ့်ဆန့်ကျင်သူတွေကိုစစ်တပ်ကရရဆက်ဆက်နှိမ်နင်းနေချိန်မှာနိုင်ငံကိုစွန့်ခွာဖို့ဖြစ်လာပါတယ်။နိုင်ငံရေးအတွေ့အကြုံရှိတဲ့ဦးလေးဖြစ်သူကြောင့်သူဟာအာနာသိမ့်မကြခင်မှာပဲအခက်အခဲမရှိ နိုင်ငံတွေကထွက်ခွာလာနိုင်ခဲ့ပါတယ်။လောလောဆယ်ထိုင်းနိုင်ငံချင်းမိုင်တက္ကသိုလ်မှာပညာသင်နေရပြီမဲ့လာမင်းချိုဟာအခွင့်အရေးရတာနဲ့မြန်မာပြည်ကိုပြောင်းကျင်တဲ့သူဖြစ်ပါတယ်။သူသင်ယူနေတဲ့ပညာနဲ့သူ့နိုင်ငံတွေကကဏ္ဍတစ်ခုခုမှာကူညီနိုင်လိမ့်မယ်လို့လည်းယုံကြည်ပါတယ်။ ဒီတမိတက်နေတဲ့ဒီ digital innovation မှာသင်ကြားရတဲ့ဘာသာရပ်တွေပေါ့နော်ဥမာ data analysis အကြောင်းကြီး blockchain အကြောင်းကြီး big data အကြောင်းကြီးစသဖြင့်အဲ့ဒီဘာသာရပ်တွေကိုမှီညမ်းပြီးတော့မြန်မာပြည်ရဲ့ဒီကဏ္ဍမျိုးစုံတိုးတက်အောင်ဆောင်ရွက်လို့ရတယ်ဥမာ IoT နည်းပညာကိုအသုံးပြုပြီးတော့ဒီမျိုးပြမျိုးပြစနစ်စီမံကိန်းတွေတိုးတက်အောင်လို့ဆောင်ရွက်လို့ရတယ်အနည်းအဆုံးဆိုရင် time time မှာဆိုလို့ရှိရင်ဒီမှာတော်တော်များများ Shopee တို့ Lazada တို့အဲ့လိုမျိုး e-commerce platform တွေကိုအများကြီးအသုံးပြုကြတယ်ပေါ့နော်ဒါ ဒါဆိုလို့ရှိရင်မြန်မာပြည်မှာတွင်းတွင်းကြဲကြဲမရှိဘူးဆိုတော့ဒါမျိုးတွေကိုမြန်မာပြည်မှာတွင်းတွင်းကြဲကြဲဖြစ်လာအောင်လို့ဒါတွေ application တစ်ခုအနေနဲ့တိဆောက်ပြီးတော့အဲစီးပွားရေးပုံမလဲပတ်ကောင်းမွန်အောင်လို့ဆောင်ရွက်လို့ရတယ်။ထိုင်းနိုင်ငံမှာပညာသင်ကြားနေရခြင်းအတွင်းအားတက်စရာတွေရောအားပြက်စရာတွေပါသူရင်ဆိုင်ခဲ့ရပါတယ်။သူအထူးခြားဆုံးသတိထားမိခဲ့တာကတော့ပညာရေးစနစ်ကွာခြားမှုဖြစ်ပါတယ်။ဆရာက အာ digital ကဘာဖြစ်ပါလဲဆိုပြီးရှင်းပြလိုက်တယ်စာသင်ခန်းထဲမှာဒါပေမဲ့စာမေးပွဲမှာဆရာ digital ကဘာလဲဆိုပြီးမေးတဲ့မေးခွန်းတမီးတို့ဆရာပြောထားတဲ့အတိုင်းအာ digital ကဘာပါဆိုပြီးတထရာတွေလိုက်ရေးလိုက်ပြီးရေးပြီးတော့ဖြေစရာမလိုတမီးတို့ဘာသာတမီးတို့ဒီ digital ကဘာဆိုတာမျိုးနားလည်ထားတဲ့ပုံစံရောဒီ digital နဲ့ပတ်သက်ပြီးကိုကတခြားအာဖတ်ထားတဲ့စာအုပ်သေးတွေအရာကိုကားပြီးတော့ကိုကိုကိုစကားနဲ့ကိုရေးလို့ရတယ်မြန်မာပြည်မှာဆိုလို့ရှိရင်တောက်လျှောက်တမီးတို့ကဒီ စာမေးပွဲတွေမှာဖတ်စာဥတေရဟာဘယ်တထေရတယ်တထရရဲကူးချပြီးတော့ဖြေရဒီလိုမျိုးပညာရေးမဟုတ်ဘူးပေါ့နော်ဒီဘက်မှာတော့အဓိကကွာခြားချက် ကတော့ဒီအာကုန်မဆောင်ရအောင်ပေါ့ဒီဘက်ကပညာရေးရတော့မြမပြင်းနဲ့မတူ क्वे ပြားတဲ့ပညာရေးစနစ်နဲ့ပညာသင်ယူနေခြင်းသုံးနှစ်တာကာလအတွင်းမှာပဲထိုင်းနိုင်ငံအတွင်းမှာနေထိုင်ရတဲ့မြမလူမျိုးတွေအတွက်ပြောင်းလဲသွားတဲ့အခြေအနေတွေဟာလာမင်းချိုကိုဝမ်းနဲ့စိတ်ထိတ်ခိုက်စေပါတယ် တမိထိုင်းရောက်ကစားအခြေအနေနဲ့အခုအခြေအနေကတော့အများကြီးကွာခြားတယ်။တမိထိုင်းရောက်ကစားကြဒီဘက်မှာမြန်မာပြည်လည်းအလောက်မများသေးဘူးဆိုတော့ဒီထိုင်းကဝကဘက်ကလည်းအလောက်တင်းကျပ်တိုင်းပိုင်းမရှိဘူး။ဆိုတော့အခုကကိုဒီမြန်မာပြည်ကလည်းပို့ပို့ပြီးတော့အခြေအနေဆိုးလာရဲဆိုတော့ပြပထွက်ထွက်လူတွေကများလာတယ်။နောက်ဒီထိုင်းမှာဆိုလို့ရှိရင်လည်းမြန်မာပြည်အများကြီးရှိရပေါ့။ဆိုတော့အခုကထိုင်းလောက်ကဘက်ကနေပြီးတော့စစ်စီရေးနဲ့တို့ကဖမ်းဆီးတာမျိုးတွေလုပ်နေတယ်။ပို့ပြီးခတ်ခဲတာအလုံသမားတွေပေါ့နော်။ဒီထိုင်းမှာရောက်နေတဲ့အလုံသမားတွေကပို့ပြီးခတ်ခဲတယ်။တို့တို့အတွက်ပို့ပြီးတင်းကျပ် ယ်ပေါ့ခူကကျော်အဖမ်းဆီးတွေရမ်းများလာတယ်ရမ်းတင်းကျက်လာတယ်ပြည်ရင်းမှာအကျက်တဲမျိုးမျိုးနဲ့ရှင်သန်နေကြရပြီးထိုင်းနိုင်ငံထဲမှာတော့စိုးရိမ်စိတ်တွေနဲ့မျက်နှာငယ်ငယ်နေရတဲ့မြန်မာပြည်သူတွေအတွက်ထိုင်းရောက်ចောင်းသားလူငယ်အများစုကတက်နိုင်တာဝင်လုပေးကြတယ်လို့လာမင်းချိုကပြောပါတယ် ဈေးရောင်းတာတွေနောက်ဘုရားကျတော့တို့ကိုယ်တိုင်အာရုပ်ရှင်ပြပွဲဒီစသဖြင့်ပေါ့နော်ကဏ္ဍမျိုးစုံကိုအသုံးပြုပြီးတော့ဒီကဏ္ဍမျိုးစုံကနေပြီးတော့မြန်မာပြည်အတွက် fan raising တွေရှာပေးကြတယ်။တချို့ကျတော့လည်းဘယ်လိုမျိုးလဲဆိုတော့ဒီပြပရောက်နေပြီပြည်တွင်းကနေပြီးတော့ထွက်ခွာလို့မရတဲ့လူတွေကိုထွက်ခွာလာနိုင်အောင်လို့နီးလန်းလေးတွေပေါ့နော်။တမီးဆိုလို့ရှိရင်လည်းတမီးကိုယ်တိုင်ကဒီပညာရေးနဲ့ထွက်လာတဲ့သူဖြစ်တဲ့အတွက်ပညာရေးကဏ္ဍနဲ့အဲ try ကိုဘယ်လိုလာလို့ရမလဲဆိုတာမျိုးတမီးအမြဲတမ်းအာ ညဝေဖြစ်တယ်ပေါ့နော်ဥမာအနေနဲ့ဆိုလို့ရှိရင်ဒီချင်းမိုင်တက်ကြလို့မှာဆိုရင်တနှစ်တခါဒီအကြောင်းခေါ်တယ်အကြောင်းခေါ်တဲ့ဥစ္စာကိုအမြဲတမ်းအကြောင်းမခေါ်ခင်တလားလောက်ဦးလိုကြတဲ့ဟာတမီးကဒီအကြောင်းရှောက်မယ်ဆိုလို့ရှိရင်ဘာတွေလိုအပ်တယ်ဘလို့အစ်အနေနဲ့ရှောက်ရမယ်ဘေးမီဂျာတော့အာဘလောက်ဈေးနှုန်းပေါ့နော်ဘေးမီဂျာရှောက်မယ်ဆိုဘာတွေလိုအပ်တယ်စသဖြင့်ကိုတမီးဒီမှာထိုင်းမှာကြောင်းတက်ပြီးခဲ့တဲ့ဟာအကြောင်းအာစတင်ပြီးတော့တမီးညဝေပြီးတဲ့ဒီကိစ္စတွေအကုန်လုံး ထိုနည်းတူပဲတမီးလိုမျိုးပဲသူတို့တက်နိုင်တဲ့ဘက်ကနေပြီးတော့သူတို့လုံနေတဲ့လူတွေအများကြီးရှိတယ်မြန်မာပြည်အတွက်ဆိုပြီးတော့အဓိကအာတွေးပြီးတော့ပေါ့နော်လုံပေးနေတဲ့လူငယ်တွေလုံပေးနေတဲ့မြန်မာနိုင်ငံသားတွေအများကြီးရှိတယ်အနာသိန်းနည်းနောက်ပိုင်းအခက်အခဲအကျက်တဲပေါင်းစုံနဲ့ရှင်သန်နေရတဲ့မြန်မာနိုင်ငံသားတွေအတွက်လည်းစာနာစိတ်မကောင်းဖြစ်ရတယ်လို့လာမင်းချူကပြောပါတယ်နေဆက်မြင်းသာခြားပြီးတော့တရေတဲ့တမြေတဲ့ဆက်ဆက်နေတဲ့ထိုင်းနိုင်ငံမှာနေရသူတယောက်အနေနဲ့သူ့ရဲ့စိတ်အာရုံတွေကတော့ မြမပြည်မှာအမဲလူလူရှိနေပါတယ်လို့လဲလမင်းချူကပြောပါတယ်ရှင် မြန်မာပြည်ထဲမှာလက်ရှိကြံနေတဲ့လူတွေအကုန်လုံးကိုတမိအနေနဲ့ပြောချင်တာကတော့အကုန်လုံးကျန်းမာအောင်နေပါသွားရလာတာခရူးဆိုင်ပါနောက်ပေါ်တာတွေလည်းဆွဲနေရဆိုတော့ဘာပဲပြောပြောပေါ့နော်မလိုအပ်ပဲနဲ့ညာဘက်အပြင်ထွက်တာမျိုးတွေရှောင်ပေးပါလို့တမိအနေနဲ့ပြောချင်ပါတယ်နောက်ပြီးတော့ဒီဘက်မှာရောက်နေတဲ့တမိတို့ကလည်းမြန်မာပြည်အတွက်တမျိုးတက်နိုင်တဲ့အခန်းကဏ္ဍကနေပြီးတော့အများကြီးလုပ်ပေးနေပါတယ်ဆိုတော့တမိကလည်းမြန်မာပြည်ထဲကလူတွေနဲ့အကုန်တူတူရှိနေပါတယ်လို့ပြောချင်ပါတယ်